ေပြင်အောက်မှာဘလိုအံ့ဖွယ်တွေ ပုံရှိုးွယ်ရှိုးရှိနေမလဲသိချင်လားသမုတ်တရားရဲ့နန်းနေတဲ့အလှတရားနဲ့မကြုံစဘူးစွန့်စားကန်းတွေကို ဖော်ထုတ်ဖို့အတူတူလိုက်ပါကြစို့သမုတ်တရားဟာကဘာမီရဲ့80ရာဂိုင်းနှုံးကျော်ကို ဖုံးလွှမ်းထားပြီးတက်ရှိမျိုးစိတ်ပေါင်းမြောက်များစွာရဲ့အိမ်လေးဖြစ်ပါတယ်ဒီရေအောက်ကဘာမှာဘလိုအရာတွေရှိနေမလဲဆိုတာစိတ်ကူးကြည့်ဘူးလား အနောက်ဝါတတဝါတွေရဲ့စုံလင်လာတဲ့သဘာဝတရားကိုလေးလာကြည့်ရအောင်ရောင်စုံငါးလေးတွေလှပတဲ့တန်နာကြောက်တန်းတွေနဲ့အေယာမဝေလငါးကြီးတွေအကြောင်းကိုသင်သိပြီးသားဖြစ်မှာပါသမုတ်တရားရဲ့အနက်ဆိုင်ဆုံးအပိုင်းကို ရောက်ဖူးတဲ့သူနဲပါပါတယ်မာရီယာနာ6မေရီယန်နာထရန့်ဟာကဘာပေါ်မှာအနက်ဆုံးနေရာဖြစ်ပြီးအဲ့ဒီမှာဘလို့တတဝါတွေရှင်သန်နေထိုင်နိုင်မလဲဆိုတာအံ့ဩစရာပါပဲ အလင်းရောင်မရှိတဲ့အမောင်ထုထဲမှာထူးဆန်းတဲ့တတဝါတွေမီးရောင်ထွက်တဲ့ငါးတွေနဲ့ဖိအားတံကိုခံနိုင်တဲ့တတဝါတွေရှိနေပါတယ်။ဒီလိုရုပ်ဝတ်ဆန်းကျယ်တဲ့တတဝါတွေကို တွေ့မြင်ရတာရင်သက်ရှုမောစရာပါပဲ။အမုတ်တွေဟာလူသားတွေအတွက်အရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်နေပါတယ်။စားနပ်ရိက္ခာအရင်းမြစ်၊ကုံသွယ်ရေးလမ်းကြောင်းနဲ့ရာသီဥတုကိုထိန်းညှိပေးတဲ့အရာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ပလတ်စတစ်ညဉ့်ဉန်းမှုနဲ့ရာသီဥတုပြောင်းလဲမှုတွေကြောင့်သမုတ်တရားဟာချိန်ချောက်ခံနေရပါတယ်ဒီပြဿနာတွေကိုဖြေရှင်းဖို့အတွက်ကျွန်တော်တို့ဘာတွေလုပ်နိုင်မလဲသမုတ်တရားကိုကာကွယ်ဖို့ဆိုတာကျွန်တော်တို့အားလုံးရဲ့တာဝန်ပါပဲပလတ်စတစ်အသုံးပြုမှုကိုလျှော့ချခြင်းရေရှည်တည်တံ့တဲ့ငါးဖန်းနည်းတွေကို အားပေးခြင်းနဲ့သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်းတွေကအရေးကြီးပါတယ် သမုတ်တရားကို ကာကွယ်ခြင်းအဖြစ်ကျွန်တော်တို့ရဲ့ကဘာမြေကိုကာကွယ်ရာရောက်ပါတယ်သမုတ်တရားရဲ့အလှတရားနဲ့တဘာဝကို အနာဂတ်မျိုးဆက်တွေအတွက်ထိန်းသိမ်းဆောင်ရှောက်ကြပါစို့သမုတ်တရားရဲ့လှိုးဝှက်ချက်တွေကို ဖော်ထုတ်ဖို့စိတ်အားထက်သန်နေပြီလားဒီဗီဒီယိုကိုကြိုက်နှစ်သက်တယ်ဆိုရင် like လုပ်ပြီးတငယ်ချင်းတွေကို share ပေးပါ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကို လေ့လာခြင်းကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့တော့တမုတ်တရားကိုအတူတူကာကွယ်ကြပါစို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်